င်္ဂလာပါရှင်ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဦးဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါရေကြီးမှုမြေပြိုမှုတွေကြောင့်တေဆုံးပျောက်ဆုံးစီးရင်900ကျော်ထိမြင့်တက်လာတဲ့နောက်တရီလင်္ကာမှာရာသီဥတုဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ရပါတယ်အာရှတောင်ပိုင်းကကျောင်းနိုင်ငံငယ်ဟာတည်တည်ထထန်မိုးရွာသွန်းမှုတွေကြောင့် နောက်ဆက်တွဲရေကြီးမှုမြေပြိုမှုတွေနဲ့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ဒါဟာနှစ်ပေါင်းတတော်များများအတွင်းသီရိလင်္ကာမှာကြုံမှုသမျှအဆိုးဆုံးသဘာဝကပ်ဘေးအနေနဲ့လည်းဆင်းရဲဝင်လာခဲ့ပါတယ်။နိုဝင်ဘာ30ရက်ညပိုင်းအထိအခြေအနေရနိုင်ငံအနှံ့ရေကြီးမှုမြေပြိုမှုတွေအတွင်းမှာလူပေါင်း330ကျော်သေဆုံးပြီးနောက်ထပ်200ကျော်ပျောက်ဆုံးနေပါတယ်။အိမ်ပေါင်း2000လောက်ပျက်စီးကုန်ပြီးလူပေါင်းသသိန်းကျော်ယာယီရွှေ့ပြောင်းနေခဲ့ရပါတယ်။ဒါ့ပြင်သီရိလင်္ကာကမ်းလွန်ပင်လယ်ပြင်ကနေဖြတ်တန်းပြီး အိန္ဒိယဘက်ဝင်ရောက်တက်ခတ်သွားတဲ့ဆန်ကလုံးမွန်တိုင်းဂေရှွာရဲ့အရှင်ကြောင့်လေရာသီဥတုအခြေအနေတွေကပိုပြီးပြင်းထန်ဆိုးရွားခဲ့ပါတယ်။နိုဝင်ဘာ30ရက်မှာအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာတဲ့အခါမှာသမရအနူရာကောမာရာဒစ်ဆန်နာရာဂီကဒိဋ္ဌိလင်္ကာဟာသမိုင်းတခြားအစိုးဆုံးတဘာဝဘေးရန်တွေဆိုင်ရာဆင်ခုံမှုတစ်ခုကိုကြုံတွေ့နေရကြောင်းပြောကြားသွားပါတယ်။နိုင်ငံရဲ့အဓိကကြတဲ့မြစ်ဒဇင်းဖြစ်တဲ့ကီလာနီမှာဇက်တရေတက်နေတာကြောင့်လည်း နောက်ထပ်အရေးပေါ်ရွှေ့ပြောင်းမှုတွေကိုအပူတပြင်းလှုပ်ဆောင်နေရပါတယ်။ဒတိလင်ကအလဲပိုင်းမှာတော့အိမ်ပေါင်း15လုံးလောက်ဟာရုတ်တရက်မြေပြိုကျမှုကြောင့်ရွှန့်ချက်တွေအောက်နစ်မြုပ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာအသက်ရှင်ကျန်ရင်းသူတော့မရှိခဲ့ပါဘူး။ဒတိလင်ကအစိုးရဟာရေဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာအထောက်အပံ့တွေကိုလည်းတောင်းခံထားပါတယ်။ပြီးတော့ပြည်ပရောက်နိုင်ငံသားတွေအနေနဲ့လည်းကူညီလှူဒန်းကြဖို့မြစ်တာရက်ခံထားတာပါ။နှစ်စဉ်မုတ်တော်မိုးရီတဝိုင်းမှာဒတိလင်ကဟာရေကြီးမှုတွေကြုံရတတ်ပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ရာသီဥတုအခြေအနေကတော့ထူးထူးကဲကဲကြီးကိုကြမ်းတမ်းပြင်းထန်နေတာလို့ဆိုပါတယ်။တတိယငကမှာအရင်ကကြုံမှုတဲ့အဆိုးဆုံးရေကြီးမှုက2003ခုနှစ်ဇွန်လတုန်းကဖြစ်ပြီးလူပေါင်း254ယောက်အသက်ဆုံးရှုံးခဲ့ပူပါတယ်။အရှိတောင်အာရှဒေသတွင်းမှာလည်းအင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာရေကြီးမှုတွေကြောင့်ရပိုင်းအတွင်းလူပေါင်း400ကျော်တိတ်ဆုံးခဲ့ပြီးဖြစ်ပါတယ်ရှင်။ဂါဇာကမ်းမြောင်ဒေသမှာစစ်ပွဲစတင်ချိန်ကတည်းက ပါလက်စတိုင်းတွေတေဆုံမှုအရေးအတွက်ဟာ9000ကျော်လွန်သွားပြီလို့သိရပါတယ်။ဒီအရေးအတွက်ကိုနိုဝင်ဘာလ29ရက်နေ့မှာကြော်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ Hamas ပြောကြားတွေထိန်းချုပ်ထားတဲ့ဂါဇာကျွမ်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ဂါဇာကျွမ်းမာရေးဝန်ကြီးဌာနထုတ်ပြန်တဲ့ပါလက်စတိုင်းအသေးပြောက်ကိန်းဂဏန်းတွေဟာမှန်ကန်မှုမရှိနိုင်ဘူးလို့ Israel ကအကန့်ကွက်ထားပေမဲ့ကုလသမဂ္ဂကတော့ယုံကြည်လက်ခံထိုက်တယ်လို့ယူဆထားပါတယ်။2023ခုနှစ်အော်တိုဗာလ9ရက်နေ့တုန်းက နေဆက်ကိုကျူးကျော်ပြီး history ပိုင်းနဲ့တဲ့ကမြို့ရွာတွေကိုဟားမတ်နဲ့မဟာမိတ်ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကအစင်းနဲ့တိုက်ခိုက်ခဲ့ရာကြောင့် history 1200ကျော်သေဆုံးပြီး251ယောက်ဟာဂါဇာဘက်ကိုတစားကန်တွေအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အဲ့ဒီနောက် history ကအစီရင်အရာလက်တော့ပြန်ရာကဂါဇာမှာနှစ်နှစ်ကျော်ကြာတဲ့စစ်ပွဲကြီးစတင်လာခဲ့တာပါ။ history ရဲ့လွန်လွန်ကဲကဲတိုက်ခိုက်မှုတွေကြောင့်လေဟားမတ်တွေတောင်မှပဲပါလက်စတိုင်းအရက်သားတွေပါ အများအပြားတေးချေပြက်စီးခဲ့ရပါတယ်။ Estrin and Hamas တို့ဟာ American အစိုးရရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုရောက်အခုနှစ်အော်တိုဗာလ10ရက်နေ့ကစပြီးအပြစ်ရထားပေမဲ့အထိနောက်ပိုင်းမှာတော့ Estrin ကဂါဇာမှာဂျိုကြားဂျိုကြားတိုက်ခိုက်မှုတွေရှိနေခဲ့ပါတယ်။ဂါဇာကျွမ်းမရေးဝန်ကြီးဌာနရဲ့အဆိုအရပြီးခဲ့တဲ့သတင်းပတ်ကောင်မှာစစ်ပွဲကြောင့်တေဆုံးသူပါလက်စတိုင်းဥယျာဟာ9100လောက်ထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတေဆုံးစင်းကိုကျမကြီးပညာရှင်တွေကမှတ်တမ်းပြုစုတာဖြစ်ပြီး ရေဘူရအနေနဲ့ယုံကြည်လက်ခံနိုင်လောက်စရာဖြစ်တယ်လို့နိုင်ငံတကာကအသိအမှတ်ပြုထားပါတယ်။ Israel နဲ့ Hamas တို့ကြားကအပြစ်ခတ်ရစရေးသဘောတူညီမှုရရှိပြီးတဲ့နောက်ပိုင်းမှာတော့ထမှန်တိတ်ဆုံတဲ့ Palestine အရေးအတွက်ဟော352ယောက်ထပ်မံရှိတယ်လို့ဂါဇာကျွမ်းမာရေးဝန်ကြီးဌာနကဆိုထားပါတယ်။ဒါပေမဲ့တိတ်ဆုံစီမှာတိုက်ခိုက်ရေးသမားတွေနဲ့အရက်သားတွေကိုတော့တီးသန့်ခွဲခြားဖော်ပြမထားခဲ့ပါဘူး။ Israel ကတော့ Hamas အပအဝင် Palestine စစ်သွေးကြွတွေက ်အပြစ်ရသဘောတူညီမှုကိုစတင်ချိုးဖောက်လို့လက်တော့ပြန်တက်ခိုက်ခဲ့တာလို့ဆက်ဆွဲခဲ့ပါတယ်။ဟာမတ်စ်ကတော့အစ္စရေးဆက်ဆွဲချက်တွေကိုညှင်းဆို့ခဲ့ပြီးအပြစ်ရသဘောတူညီမှုကိုလေးစားလိုက်နာကျင့်သုံးနေစေလို့ကြေညာထားပါတယ်။ဒါ့အပြင်ဂျောင်းဝင်ဆက်ဆက်ပေးထားတဲ့နိုင်ငံအသီးသီးရဲ့အစိုးရတွေအနေနဲ့အပြစ်ရသဘောတူညီချက်ကိုတစ်ဖက်သက်ချိုးဖောက်နေတဲ့အစ္စရေးအပေါ်ပုံမဖိအားပေးကြဖို့လေနိုဝင်ဘာလ29ရက်နေ့မှာ Hamas ကတိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ပေးကြပါအောင်ရှင်စစ်တပ်ပြန်ဝင်လာတဲ့မိုးကုံးမြို့နဲ့မိုးမဲမြို့တွေရဲ့မြို့ပြင်နေရာတွေမှာမင်းညာပိုင်းကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေနဲ့သတင်းရင်းမြစ်တချို့ကပြောပါတယ်မန္တလေးတိုင်းမိုးကုံးမြို့ကိုတအန်းတက်မတော်အကောက်အွယ်နဲ့နိုဝင်ဘာ29ရက်နေ့ညနေပိုင်းမှာဝင်လာတဲ့စစ်တပ်ဟောမင်းကတော်လရေးတပ်တွေတဆွဲထားတဲ့မြို့အပြင်နေရာတွေကိုပါတိုးလာတယ်လို့သိရပါတယ်ဒါကြောင့် PDF ပူပေါင်းတပ်တွေကတက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးတရင်ရမြက်၄ဦးကပြောပါတယ်။မနေ့ညနေပိုင်း9နာရီလောက်ကတိုက်ပွဲဆဖြစ်ခဲ့ပြီးညပိုင်းအထိဖြစ်နေကြတာလို့ဒေသခံတူကဆိုပါတယ်။မုကုတ်မြို့ပြင်တိုက်ပွဲတွေဟာမြို့ရဲ့အနောက်ဘက်ပိုင်းမှာဖြစ်နေပြီးမနေ့ကည၈နာရီခွဲလောက်အထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးတရင်ရမြက်တွေကပြောပါတယ်။စစ်တပ်ကမုကုတ်မြို့ကိုဝင်လာချိန်မှာပြည်သူစစ်တပ်စင်စစ်သားတွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့သိရပါတယ်။မနေ့မနက်ပိုင်းအထိမြို့ထဲမှာအင်အားအများအပြားတွေ့ရပြီး ်ဒီအနယ်လေးရဲတပ်ဖွဲ့ဝင်တွေနဲ့အတူတွဲပြီးတွေ့ရတာလို့ဒေသခံတွေကဆိုပါတယ်မိုးကုတ်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီးဒေသတွင် PDF တချို့စီကိုဆက်သွယ်မေးမြန်းရမှာတော့စစ်ရေးသတင်းတွေကိုလက်တလောပြောလို့မရသေးဘူးလို့အသိပေးပါတယ်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မှာလည်းကချင်းလွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေနဲ့အာဏာသိမ်းစစ်ကောင်စီတပ်တို့မနစ်ညာပိုင်းကတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ကချင်းစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ် DNL တပ်ဖွဲ့တွေကမနေ့ညပိုင်း9နာရီဝန်းကျင်မှာမိုးမေမြို့ကနေထွက်ခွာသွားပြီးစစ်ကောင်စီတပ်က7နာရီမှာမြို့ထဲဝင်လာတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေဝင်လာချိန်မှာမြို့ပြင်တစ်ဝိုက်မှာရှိတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလို့သတင်းရင်းမြစ်ကပြောပါတယ်။မနေ့ညပိုင်းကတိုက်ပွဲတွေဖြစ်ပွားနေရကြောင်းစစ်တပ်တိုက်လေရင်တချို့မိုးကုတ်နဲ့မိုးမေမြို့ဘက်ကိုဦးတည်ပြီးပြန်တန်းသွားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့ကိုအာနာသိန်းစစ်ကောင်စီတပ်စီပြန်ပေးခဲ့ရတာနဲ့ပတ်သက်လို့ ်ဒီအန်နလေးအထွေထွေအတွင်းရမှုချုပ်ဘိုးချုပ်တောင်ဖုံးကျော်ကဒီနေ့လူမှုကွန်ရက်မှာကြပြရေးသားပြီးတောင်းပန်ဖို့စကားမရှိဖြစ်ရကြောင်းရေးသားထားပါတယ်ဘိုးချုပ်တောင်ဖုံးကျော်ကမြောက်ပြန်လေအေးဆိုတဲ့ခေါင်းစဉ်နဲ့ကြပြရေးသားပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာအာနာသိန်းစစ်တပ်ကဦးစီးပြီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကင်းမဲ့ရုံသာမကပဲဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပိုပြီးဆိုးရွားသွားစေလိမ့်မယ်လို့ ုလသမဂ္ဂအလူအခွင့်ရေးဆိုင်ရာအရာရှိတွေကသတိပေးပြောကြားခဲ့ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်ကစပြီးအတုံးလိုက်ကျင်းပမယ်လို့စစ်တပ်ကကြေညာထားတဲ့ရွေးကောက်ပွဲဟာအန်ဒီရဲ့များပြီးဒီမိုကရေစီစံနှုန်းတွေကင်းမဲ့နေတယ်လို့လူမှုအပေါ်ဖိနှိပ်မှုတွေကိုပါပိုဆိုးရွားသွားစေနိုင်တယ်လို့ကုလသမဂ္ဂအလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ OHCHR ရဲ့ပြောရေးဆိုခွင့်ရအရာရှိဂျက်မီလော်ရန်ကထောက်ပြခဲ့ပါတယ်။ဆစ်စလန်နိုင်ငံဂျနီဗာမြို့မှာသတင်းထုတ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ သူကမြမစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုတာချင်းချောက်မှုတွေအကြမ်းဖက်ရန်လုံမှုတွေနဲ့ပြည်နေတယ်လို့ဝေဖန်သွားခဲ့ပါတယ်။2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသား3000လောက်ကိုဖမ်းဆီးထားခဲ့ပြီးအထက်ကနိုင်ငံရေးပါတီတွေကိုလည်းတားမြစ်ပိတ်ပင်ပြီးအခုရွေးကောက်ပွဲကိုကျင်းပဖို့စစ်ဆင်နေတာဖြစ်တယ်လို့သူကပြောပါတယ်။တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရည်ဖြစ်တယ်လို့ ူကထောက်ပြသွားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ OACHR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲ James Harvard ကတော့မြန်မာပြည်သူတွေဟာစစ်တကအဓမ္မမဲပေးဖို့စီခိုင်းတာတွေနဲ့ဒေါ်လာအင်အားစုတွေကမဲမပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တလို့ဖြစ်နေရတယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။ဒါ့အပြင်စူပူအောင်လှုပ်ဆောင်မှုတွေနဲ့ဆက်ဆဲဖန်းစီထားသူ၄၀၀၀လောက်ကိုလွန်ငင်းချမ်းသာခွင့်နဲ့ပြန်လွတ်ပေးလိုက်ကြောင်းစစ်ကောင်စီကကြေညာပေမဲ့ အဲ့ဒီကိန်းကနဟာလက်တွေ့နဲ့ကန့်ညင်မှုမရှိဘူးလို့လဲ Root Harbor ကပြောပါတယ်မြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေကနေထွက်လာခွင့်ရသူ950လောက်သာရှိပြီးအဲ့ဒီတဲကတချို့ဟာထောင်ဘူးဝမှာတင်နောက်ထပ်ဆက်ဆဲချက်တွေနဲ့ပြန်အဖမ်းခံခဲ့ရတယ်လို့သူကပြောပါတယ်တစ်ချိန်တည်းမှာပဲစစ်တပ်ဟာရွေးကောက်ပွဲကိုနောက်ဆက်မှုတွေကနေအကာအကွယ်ပေးရေးဆိုတဲ့အကြောင်းပြချက်နဲ့အသစ်ပြထားတဲ့ဥပဒေကိုအသုံးချပြီးလူပေါင်းတရာကျော်ကိုဖမ်းဆီးခဲ့ပြီဖြစ်တယ်လို့သူကထောက်ပြသွားပါတယ် ြည်စံရတစ်ခုနဲ့မဲဘုံကိုကိုင်ဆောင်ဆနပြမိခဲ့လို့လူငယ်၃ယောက်ဟာထောင်တန်း49နဲ့6မှတ်တာခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေကို OACHR ကရရှိထားတယ်လို့ဆိုပါတယ်။ကုလသမဂ္ဂရဲ့မြမလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တွန်းအန်ဒရုစ်ကလည်းကုလသမဂ္ဂအထွေထွေညီလာခံစီနောက်ဆုံးတင်ပြခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒီရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာကိုခိုင်မအောင်တရားဝင်လှည့်စားထားတဲ့အတုအယောင်တစ်ခုသာဖြစ်တယ်လို့သတိပေးသွားခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲဒေါက်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပေါ်ဝင်နိုင်ငံရေးပါတီ40ကျော်လောက်လည်းဖျက်သိမ်းခံထားရတာကအဲ့ဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာကင်းမဲ့မှုကိုထင်ဟပ်စေတယ်လို့ Andrews ကပြောပါတယ်စစ်တပ်အလို့ကြောင့်အလုဆောင်မဲ့ရွေးကောက်ပွဲဆိုတာသွေးကွဲမှုတွေကိုပိုနှဆိုင်စေပြီးဂျန်တန်းရန်လိုမှုတွေကိုပဲမိလောင်ရလေပင်ဖြစ်စေလိမ့်မယ်လို့သူကသတိပေးသွားခဲ့ပါတယ်ရှင် Bipospin ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။